အားလုံးပဲမင်္ဂလာပါ AM Channel ရဲ့မြတ်တပြတ်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်လေးကဆိုရင်ကျမ်းမာရေးဘူးလာတဲ့ကိုအချိန်တိုလေးအတွင်းမှာနားလည်သွားအောင်ပြပြပေးသွားမှာဖြစ်ပါရဲ့နော်။ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကဆိုရင်တော့ဖြစ်ဝတ်သက်ယောဂအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုဆက်လိုက်ရအောင်နော်။ဝတ်သက်ယောဂကိုမီဆဲလို့ခေါ်ပါရစေ။သူကအလွန်ကူးဆက်လွယ်တဲ့ဘိုင်းယောဂတစ်မျိုးပါ။ ဘောတရွာဆိုရင်သူ့ရဲ့နောက်ဆက်တဲ့ဆိုဂျိုတွေကလူဝေတင်နာအထက်ပို့ပြီးတော့ပြင်ထပ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ပုံဝင်ချိန်မှာဝတ်သက်ရောဂါတွေတူတွေ့ပြီဆိုလို့ရှိရင်မပြတ်နိုင်သွားအောင်လို့ blue design calculation ကိုလိုအပ်ပါရနော်။ဆက်ပြီးတော့ဝတ်သက်ရောဂါရဲ့ရောဂါလက္ခဏာတွေကိုပြပြပေးချင်ပါရနော်။ဝတ်သက်ရောဂါလက္ခဏာစပြတဲ့ပထမအောင်ဆုံးသုံးရမှာကတော့ပြင်းပြထန်ထန်အေးအေးမိတာမျိုးတူတယ်။နှာရည်ရောလားမျိုးလုံးတွေညည်းလာတာ၊မျက်ရည်ပူတွေတောက်လျှောက်ထွက်လာတာ၊ချောင်းချောက်တွေဆိုတာမျိုးတွေကိုကြောက်ရတတ်ပါတယ်။တတရားမျိုးလေးမှာတော့စားဖို့လေးနဲ့တူတဲ့အဖြစ်အပျက်လေးတွေကိုနှာခမ်းတော့ဝိုင်မှာတွေ့ရတတ်ပါတယ်။ ဘေးအမြောက်နေနဲ့ငားအမြောက်နေမှာကြတော့အနည်းအောင်အခွက်တွေကိုတွေ့ရတပါရနော်အဲ့ဒီအနီအောင်ခွက်တရားဆိုရင်နားရဲ့အနောက်မှာစတင်ပေါ်ပြီးတော့အဲ့ဒီနေ့မှာပဲမျက်နှာအနှောင့်ဖြစ်ဆက်သွားပါလိမ့်မယ်။နောက်ရက်မှာတော့ခန္ဓာကိုယ်နဲ့ခြေချောင်းလက်ချောင်းရည်စည်ကိုပြင်ထန်သွားပါလိမ့်မယ်နော်။ခြေအမြောက်နဲ့ရောက်ပြီဆိုလို့ရှိရင်တော့ဒီလက္ခဏာတွေကတဖြည်းဖြည်းနဲ့ပြောက်လာပြီးခုနှစ်ရက်မြောက်နေမှာအပြီးပြောက်သွားပါလိမ့်မယ်။ဒီအနီကွက်လေးတွေဖြစ်ခဲ့တဲ့နေရာမှာတော့ဘာရောက်ပြော်လေးကျန်နေတပါရနော်။လက္ခဏာတွေပြပြင်မယ်။ကုလာကမျိုးလုံးရှဲလာတာနဲ့ ချောင်းဆိုတာဖြစ်ရင်တော့ဝတ်သက်ယောဂဖြစ်နိုင်ခဲ့ပါတယ်ဝတ်သက်ယောဂဆိုတာတရားဖို့အတွက်သိစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်ဝတ်သက်ယောဂကအတူကုသလေတဲ့ယောဂတစ်ခုဖြစ်ပြီးတော့တဦးနဲ့တဦးနန်းတာနှာချေတာချောင်းဆိုတာကနေပြီးတော့ကုသနိုင်ပါတယ်ဝတ်သက်ယောဂဖို့ကုသခံရတဲ့သူဟာဆိုရင်ယောဂလက္ခဏာစပြဖို့၁၀ရက်ကနေပြီးတော့၁၄ရက်ထိကြာတတ်ပါတယ်အနည်းကွက်တွေစပေါ်ပြီး၅ရက်နဲ့မပေါ်ခင်၅ရက်နဲ့မှာအခြားသူကိုကုသနိုင်ခြင်းအများဆုံးဖြစ်ပါတယ်ဝတ်သက်ယောဂဟာတစ်ခါဖြစ်ပုံရင်တစ်သက်လုံးခုခံရတတ်တဲ့ယောဂတစ်ခုပါ ။တချို့လူတွေမှာတော့ရှင်ဘက်နဲ့နားမှာဝက်သက်ယောဂရဲ့နောက်ဆက်တွဲဗတိရီးယားပိုကူးစက်ခံရတာဖြစ်နိုင်ပါတယ်။ပြင်းထန်တဲ့အဆောက်အအုံယောဂတော့မှဆက်ပြီးတော့ဖြစ်နိုင်ပါတယ်။တချို့လူတွေမှာတော့အုန်းနောက်လုံးဝပြစီသွားနိုင်တဲ့အုန်းနောက်ယောဂပါဆက်ပြီးတော့ဖြစ်နိုင်ပါတယ်။တချို့မှာပဲဖြစ်တယ်ဆိုပေမဲ့ဖြစ်လိုက်ရင်အတန်အနည်းတိရှိရတဲ့ကြောင့်မလို့သတိထားတင်ပါတယ်။အခြားစားတဲ့အဒီလူနာကိုနနာနေထားဖို့လိုအပ်ပါတယ်။ပြီးတော့တောက်ပတဲ့အလင်းရောင်တွေကနေပြီးတော့ဖယ်ခိုင်းထားပါနော်။ရေဘက်တိုက်ပေးရပါမယ်။အပြားချဖို့အတွက်ပါရာစီတမောလိုမျိုးဆေးမျိုးပေးထားပြီးလို့ရပါတယ်။ တို့ကတော့ရေတက်ခါချောက်တာကိုကောက်ွယ်ဖို့အတွက်ရေမြတ်တောက်ပြဖို့လိုအပ်ပါရဲ့နော်။ချောင်းဆိုးတာကိုတောက်ဖို့အတွက်လည်းချောင်းဆိုးပြည့်စေတွေကိုတိုက်ပြီးလို့ရပါရဲ့ရှင်။ဝတ်သက်ယောဂါကဘာရဲ့ကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုပိုသက်စေပြီးတော့အကျိုးမရှိပါဘူး။ဒါပေမဲ့ဝတ်သက်ယောဂါရဲ့နောက်ဆက်တဲ့ယောဂါရဲ့ဖြစ်တဲ့နာဖို့ဝင်တာအဆုံးရောယောဂါဒီလိုမျိုးတွေကိုကောက်ဖို့အတွက်ဆရာဝင်တဲ့တိုင်ပြီးတော့ပိုသက်စေပြီးတာမျိုးတော့ရှိပါရဲ့နော်။ကလေးတွေမှာဝတ်သက်ဖြစ်လာပြီဆိုလို့ရှိရင်နော်ဒီယောဂါလက္ခဏာကအရှင်းပြောင်းတဲ့အချိန်မှာပဲထားတင်ပါရဲ။ကြောင့်မလို့တင်ပါဘူး။ ပုံမှန်မဟုတ်တဲ့ခေါင်းကိုက်တာပြုရှင်တက်တာအသက်ရှူလာခက်လာတာပုံမှန်မဟုတ်တဲ့မိန်းနာမျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့ဆရာဝန်ကတော့ပြဖို့လိုအပ်ပါရဲ့နော်မသက်ယောဂါဆိုရင်ကာကွယ်လို့ရတဲ့ယောဂါတစ်ခုဖြစ်ပါတယ်ကလေးတွေကိုတစ်နှစ်သားမှတစ်ချိန်ကျောင်းဆမ်းတက်ခင်လေးနှစ်သားငါးနှစ်သားမှတစ်ချိန်ဝတ်သက်ကာကွယ်ဆေးထိုးပေးလို့ရှိပါတယ်ဒါသောအဖြစ်ဝတ်သက်ယောဂါကိုပချက်အောင်ယောဂါနဲ့ဂျိုက်တိုးယောဂါကကစင်းနဲ့ပေါင်းပြီးတော့သုံးမျိုးဆက်ကကစင်းအပြည့်ထိုးပေးလို့ရှိပါတယ်။ဒီလောက်ဆိုရင်တော့ဝတ်သက်ယောဂါကြောင့်ဒီကလောက်လို့ထင်ပါတယ်။ ဟုတ်ပြပေးခဲ့တာဆိုလို့ရှိရင်ဝတ်သက်ယောဂာနဲ့ပတ်သက်ပြီးတော့တိထားတဲ့အကြောင်းအရာလေးတွေကိုအချိန်တိုလေးတွေပေါ်မှာပြပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။